မိုးကမိုးမေးကတဲ့ TNLC ကတိုက်ယူရင်တော့ဒီလောက်ခက်ခဲမှာမဟုတ်ဘူးတဲ့အခုတော့အဖွဲပေါင်းစုံနဲ့တိုက်ရတော့မှာတဲ့နောက်ထပ်တယောက်ပြောတာလည်းရှိသေးတယ်အဲစစ်တပ် lobby က lobby ကောင်ပေါ့နော်အဲ့ကောင်ပြောတာလည်းရှိအပ်ပါလဲဆိုတော့ TNLC ကတက်ဆုပ်သွားရင်တော့မှာတဲ့ PDF တွေကိုလက်နဲ့တွေမပေးခဲ့ပါနဲ့ကြောက်ကြောက်နေတော့အဲ့ကောင်နေ မင်္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းကျွန်တော်တို့သတင်းတစ်ခုပြောချင်တာပေါ့နော်သတင်းခုကိုပဲဒါကျွန်တော်တည်ပြီးပြောမယ်အဲ့ဒါဘာလဲဆိုတော့ဒါမိုးကုတ်နဲ့ပတ်သက်တဲ့ဟာပေါ့နော်မိုးကုတ်ရဲ့လက်ရှိနောက်ဆုံးအခြေအနေတွေပြီးရင်အတက်ဆရာအကြောင်းအရာတွေပြီးတော့စစ်ကောင်စီဘက်ကဒါစစ်တပ် lobby တွေပြောနေတဲ့ပုံစံမျိုးတွေအဲပြီးတော့အများကြီးပဲပေါ့နော်ဒါမိုးကုတ်နဲ့ပတ်သက်လို့ဒီရက်ထဲမှာထူးထူးခြားခြားပြောင်းလဲမှုတွေလည်းအများကြီးရှိနေတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီမိုးကုတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြောပါမယ်လက်ရှိမိုးကုတ်မှာပေါ့နော်ဒါမိုးကုတ်ကိုကာကွယ်ဖို့ အညာတော်လှန်ရေးအင်အားစုတွေအနေနဲ့လာရောက်ပူးပေါင်းနိုင်တဲ့ရှိသလိုဒေသခံပြည်သူတွေကလည်းဒါမြို့ကိုကာကွယ်ဖို့အတွက်တက်နိုင်သလောက်ဝိုင်းဝန်းပြင်ဆင်ကူညီပေးနေတာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်။ဒါဟာတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်။မိုးကုတ်မှာရှိလို့ဒါမိုးကုတ်ကအဖွဲ့တွေကပဲကာကွယ်ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အခြားနေရာကတော်လှန်ရေးအင်အားစုတွေကပါလာရောက်ပြီးတော့ကာကွယ်တဲ့ပုံစံမျိုးတွေတွေ့ရတယ်။ဒါဟာတကယ်ကိုအားရစရာကောင်းတယ်ပြီးတော့ဒေသခံပြည်သူတွေကအဆပေါ့နော်ဒီမိုးကုတ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒီမိုးကုတ်မျိုးမကြစေရည် ကောင်းမွန်စွာနဲ့ကာကွယ်နိုင်မှုအတွက်ကိုသူတို့တက်နိုင်တဲ့အပိုင်းတွေပေါ့နော်တက်နိုင်တဲ့အရာတွေကိုလိုက်ပါလှုံ့ဆော်ပေးနေတာတွေတွေ့ရတယ်ပေါ့နော်အဲဒီအကြောင်းတွေလည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့မေးမြန်းထားရရှိတယ်အဲ့တော့ပထမဆုံးတော့ဒါအော်တိုဘာ29ရက်နေ့မှာပဲတရုတ်ရဲ့ဂျာဝင်ဒါဂျာဝင်မှုပေါ့နော်တရုတ်ရဲ့ဝင်ရောက်ဆွဲဖက်မှုတွေကြောင့်မလို့ DNL ကဒါမိုးကုတ်ကနေပြီးတော့ဒါမိုးကုတ်မိုးမိတ်ပေါ့နော်မိုးကုတ်မိုးမိတ်ကနေပြီးတော့ပြန်ပြီးဆုတ်ခွာဖို့သဘောတူထားတာရှိတယ်ထုတ်ပြန်ချက်တွေလည်းထုတ်လာရှိတယ်ဒီလိုနှစ်ဖက်ပေါ့နော်စစ်ကောင်စီနဲ့ DNL နှစ်ဖက်သဘောတူထားပြီးတိတ်မကြခင်ပါပဲ လုံးလုံးရှားရှားပြောင်းလဲမှုတွေမြင်တွေ့ခဲ့ရတယ်။အားလုံးလည်းသိမှာပါဒါတတသည်ခေါ်ယူတဲ့ကိစ္စတွေတပ်ဖွဲ့ဟောင်းတွေပြန်ပြီးခေါ်ယူတဲ့ကိစ္စတွေပြီးရင်ဒါပြည်သူကိုဂရိပေးတယ်ပေါ့နော်အဲလုံးဝဒီမျိုးမကြစီရဖို့အတွက်အဆုံးထိသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂရိပေးထားတဲ့တပ်ဖွဲ့ဝင်တိုင်းရဲ့ဒါထုတ်ပြန်ချက်တွေလည်းအားလုံးတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာ DNL တပ်ဖွဲ့တွေကအရေးကြီးပစ္စည်းရုံးပိုင်းပစ္စည်းတွေတဖြည်းဖြည်းချင်းတည်ထုတ်နေတာတွေရှိတယ် အငယ်ပိုင်းတွေရွှေ့သွားကြပြီပေါ့နော်ရုံအကြီးပိုင်းကပဲကြံ့တယ်ဆိုပြီးတော့လည်းသိရတယ်လုံးလက်ဆအလုပ်တွေကိုဒါလက်ဆတက်ရင်ပေါ့နော်ပစ္စည်းတွေတော့ရွှေ့နေကြပြီ TNL ကဒါမိုးကုန်းနဲ့မိုးမိတ်ကနေပြီးတော့ဘယ်နှစ်ဘယ်ရက်နောက်ဆုံးထားပြီးတော့ဆုတ်ခွာမယ်လို့ပြောထားတာမျိုးအတိလင်းထုတ်ပြန်ထားတာမျိုးမရှိပေမဲ့ပေါ့နော် November လဒါမကုန်ခင်ဆုတ်ခွာနိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းပြောဆိုနေကြရသိရတယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်ပြီးနောက်ပိုင်းမှာတကယ်ကိုစက်သိန်းထားလောက်အောင်ပေါ့နော်တကယ်ကိုစက်သိန်းထားစရာကောင်းလောက်အောင် ပြောင်းလဲမှုတွေရှိလာခဲ့တယ်အားတက်စရာအကြောင်းအရာတွေရှိလာခဲ့တယ်မိုးကုံမြို့ကိုစားကားစားလက်အောက်ပြန်ပြီးတော့မရောက်စေရတဲ့အတွက်ကိုညီညီညွတ်ညွတ်ကြီးနဲ့လှုပ်ဆောင်တဲ့အပိုင်းတွေပုံပြီးတွေ့လာရတယ်အဲ့ဒါတကယ်မိုက်တယ်ပေါ့နော်စစ်ကောင်စီကလည်းဒီမိုးကုံနဲ့မိုးမိတ်ကိုတေးလောက်အောင်ပြန်လိုချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာရှိတဲ့အကျိုးစီးပွားကနင်းနေတော့မှမဟုတ်တာတနည်းနည်းနည်းကိုဒါအမေရိကန်ဒေါ်လာတန်ယာနဲ့ချီပြီးတော့တရားစာသားတွေထွက်ရှိနေတဲ့နေရာဖြစ်တယ်အဲ့ဒါကြတော့ဒီနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကစိုးမိုးထားတာထိန်းချုပ်ထားတာဆိုရင်စစ်ကောင်စီကအရန်အထိနာတယ် ဒေါ်လာစင်မှာသူလည်းဒါကျောင်းဒေါ်လာအိမ်မှာလည်းဒါလိုအပ်ချက်တွေရှိတယ်အဲ့လိုအပ်ချက်တွေကိုဖြစ်တင်နိုင်ဖို့ငွေကြေးကလည်းအရန်လိုအပ်တယ်အဲ့လိုလိုအပ်တာဒါကျွန်တော်တို့တက်ဖွဲ့တွေမဟုတ်ဘူးစစ်ကောင်စီလည်းလိုအပ်တယ်စစ်ကောင်စီကသူ့အတူပြည်သူ့ပန္နာငွေဘလို့ပဲဖင်ခုထိုင်တာထိုင်တာပေါ့နော်သူအခုရင်ဆိုင်ကြုံတွေ့နေရတဲ့စစ်မျက်နှာတွေကသူ့တသက်မှာတခါမှမကြုံဘူးတဲ့စစ်မျက်နှာမျိုးကိုသူရင်ဆိုင်နေရတယ်နင်းနေတော့တော့မှမဟုတ်တာနေရာတိုင်းမှာရှိတယ်သူ့အတွက်ဘယ်နေရာပဲသွားလဲသွားလဲသူ့တက်ထဲမှာနေရင်ကိုပဲဒါစစ်ကောင်စီအတွက်ကစစ်မြေပြင်ဖြစ်နေတာ အဲ့တော့သူအနေနဲ့အတုံးစိတ်ကပို့ပြီးတော့လိုတယ်ပို့ပြီးတော့ကိုလိုအပ်တယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တက်ကိုပို့လိုအပ်တယ်ညကောင်ကအဖွဲ့စည်းပို့ကြည့်တယ်ရန်ညဘာညာအကုန်လုံးပေါ့နော်အတုမှရှိထားတဲ့ဒါဒါလယုံတက်တွေကအဆပေါ့နော်အများကြီးတက်တွေကအဆအများကြီးရှိတာဖြစ်တဲ့အတွက်သူကပို့ပြီးတော့တော့လိုအပ်သေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒါအကျိုးစီးပွားအများကြီးရှိပါတယ်ဆိုတော့မိုးကုတ်ကိုတော်လိုင်းတက်ဖွဲ့တွေကအခုလိုထိန်းချုပ်ထားတာသူကမလိုလားဘူးသူ့အတွက်အကျိုးစီးပွားအရန်ထိခိုက်တယ်ပေါ့နော်နောက်ထပ်ပို့ဆိုတာပါလဲဆိုတော့ဒီကထွက်ရှိတဲ့အကျိုးစီးပွားဒါအခွန်ဘာညာပေါ့နော်ဒါဒီ ငွေကြေးကအစဒေါ်လာရင်းတက်ဖွဲ့တွေကရရှိပြီးတော့ဒေါ်လာရင်းအတွက်စီးဆင်းတာမျိုးတွေဒါမျိုးတွေလုံနိုင်တဲ့အခါတက်ဖွဲ့တွေကပို့ပြီးတော့တောင့်တင်းလာတာတွေပို့ပြီးတော့အင်အားများလာတာတွေလက်နက်ခဲယံပို့ပြီးတော့ပြေဆုံးလာတာမျိုးတွေကိုဒီကောင်ကမလို့လာဘူးအဲ့လိုဖြစ်မှသူအသေးကြောက်တယ်လောလောဆယ်မှာပြင် तू ဘာကြောင့်လိုချင်တာလဲဆိုတော့အဲဒီသူကြင်ညာထားတဲ့ရွေးကောက်ပွဲကလည်းတဖြည်းဖြည်းနှီးကပ်လာပြီပေါ့နော်အဲရွေးကောက်ပွဲကာလမှာဒီတိုက်ပွဲတွေကဇက်တိုက်ရှိနေတုန်းပဲဖြစ်နေတုန်းပဲဆိုရင်နိုင်ငံကကစောင့်ကြည့်တဲ့သူတွေကအဆပေါ့နော် မင်းအောင်လိုင်းကိုအပြုတ်နှံလိုက်မယ်ဆိုတာကမင်းကပြောတော့တရားမျှတတဲ့လွတ်လပ်တဲ့ရွေးကောက်ပွဲလို့လည်းပြောတယ်ပြီးရင်နိုင်ငံကတည်ငြိမ်နေတဲ့ပုံစံမျိုးနဲ့မင်းကဒါတရုတ်ဖော်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိမြေပြင်မှာကြတော့ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးသူကအဖြစ်မခံနိုင်ဘူးအဲ့တော့ကြတော့လောလောလတ်လတ်မှာကိုပဲဒီမျိုးတွေကိုပြန်ပြီးတော့သိမ့်ပိုင်နိုင်ဖို့အတွက်သူကအထူးလည်းစ조사လိုက်မယ်ပေါ့နော်အဲ့တော့သူ့အတွက်လည်းအရန်အရေးကြီးတယ်ပေါ့နော်လက်ရှိမှာဒါစစ်ကောင်စီဖိလာနိုင်တဲ့နေရာတွေကရခိုင်ရှိတယ်ပြီးရင်ဒါအကျိုးစီးပွားရှိတဲ့နေရာမျိုးတွေပေါ့နော်မိုးကုတ်ရှိတယ်ပြီးရင်ဒါမြေပြန့်လိုနေရာတွေအညာဒေသတွေပေါ့နော် လက်နက်ခဲရမပြည့်စုံမဲနဲ့အဖွဲ့တွေအများကြီးကွဲနေပါလေဆိုပြီးတော့သူ့တက်တက်ရလွယ်ကူမယ်လို့ယူဆတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေရှိတယ်ဒါကြောင့်ဒီမိုးကုတ်ဘက်ကိုလည်းတိုက်စစ်စစ်မျက်နှာက သုံးခုတော့မှသူကဖွင့်ထားတဲ့ပုံစံမျိုးပေါ့နော်စစ်ကြောင်းတွေဥတီထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်မန္တလေးဘက်ကလာတာပဲဖြစ်ဖြစ်ကြောင်မဲနောင်ချိုဘက်ကနေပြီးတော့ဥတီလာတာပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးနဲ့ဒါစစ်ကြောင်းတွေကိုခွဲပြီးတော့စစ်လွတ်ဥတီနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါဖြက်လေးဖြက်ပုံစံမျိုးလည်းသူလှုပ်ထားတာရှိတယ်အဲအဓိကတော့ဒီလမ်းစုံလမ်းကွာနေရာမျိုးတွေကိုဖော်တော်လိုလမ်းစုံမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုပိတ်ဆို့ပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေစီကိုဒါလက်နက်ခဲရန်စီစစ်မှုအပိုင်းတွေကစကန့်သတ်နိုင်အောင်သူစူးစမ်းနေတာရှိတယ်အဲတချို့ကလည်းပြောကြတယ်ပေါ့နော်ဒါအမြင်တွေကတော့အမျိုးမျိုးရှိတာပေါ့ ဲ PDF တပ်ဖွဲ့တွေကမိုးကုတ်ကိုအမှန်တကယ်ကာကွယ်နိုင်ပါမလားပေါ့နော်ဒါမြေပြင်နေထားရလက်ရှိဖြစ်နေတဲ့အခြေအနေတွေရတွေးကြည့်မယ်ဆိုရင်လည်းသူတို့တွေးပူလာတော့ဟိုကောင်းဟုတ်နိုင်တယ်ပေါ့နော်အဲ့တော့မိုင်းလုံဘက်ကနေလည်းဝင်လာနိုင်တယ်မိုးကုတ်ကနေမိုင်းလုံဘက်ကနေဆက်ပြီးတော့သွားမယ်ဆိုရင်ဒါကြောက်မဲ့နောင်ချိုးဒီနှမြို့ပေါ့နော်ဒီနှမြို့ကိုလည်းလောလောဆယ်မှာစစ်ကောင်စီကထိန်းချုပ်ထားတာဖြစ်တယ်အဲ့တော့ကြောင်မဲဒါနောင်ချိုကိုလည်းစစ်ကောင်စီကရထားပြီးပြီပေါ့နော်အဲ့တော့အဲတဖက်မှာလည်းမန္တလေးမန္တလေးဘက်ကနေလာမယ်ဆိုရင်မန္တလေးလမ်းဟောင်းဘက်ကနေလာမယ်ဆိုရင်ဒီဖော်တော်လမ်းဆုံး အဲ့ဖော်တော်လမ်းဆောင်ကလည်းမိုးကုတ်အတွက်အဓိကအချက်အချာကြတဲ့နေရာတစ်ခုဖြစ်တယ်။ဒီဖော်တော်လမ်းဆောင်ကလည်းပဲနေရာပေါင်းစုံကိုသွားလို့ရအောင်ဒါလမ်းဆောင်လမ်းကွာကြီးဖြစ်တဲ့အတွက်ပေါ့နော်စစ်ကောင်စီကဒီနေရာကိုအသေးအတန်ဒီရက်ပိုင်းထဲမှာဒါထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်တယ်။ဒါပေမဲ့လည်းဒါမြေပြင်မှာတော့ပေါ့နော်ဒါသူရပြန်ကိုရပြန်ပုံစံမျိုးတွေတော့ရှိတယ်။ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကလည်းဒီနေရာကိုလက်မလွတ်ရရေးပြီးရင်ဆုံးရှုံးတဲ့နေရာကိုပြန်ရရေးအသေးအတန်ပြန်ကြိုးစားနေတာရှိတယ်။ဒါလို့ဆိုတော့ဒီနေရာကလမ်းဆောင်လမ်းကွာဖြစ်တဲ့အပြင်မိုးကုတ်ကိုဆက်ပြီးတော့ပိတ်နိုင်ဖို့အတွက်ပေါ့နော်ဒီနေရာကအရေးကြီးတယ် အဲအကြောင်းမလို့ဒါစစ်ကောင်စီကလည်းအရယူတယ်ရှေ့ရပိုင်းနေမှာစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်နိုင်တယ်ဆိုပြီးတော့သတင်းတွေထွက်ခဲ့တယ်အဲဒါပေမဲ့လည်းဒါတော်လိုင်းတပ်ဖွဲ့တွေကလည်းလုံးဝကြီးဆုတ်ခွာပေးလိုက်ရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့ဒီနေရာကိုပြန်ရအောင်ကိုစ조사ရင်းနဲ့အဲ့ဒီနားကဒါတာဝါတိုင်ဂုံးဆိုတဲ့ဒါစကန်ဂုံးတစ်ခုကိုလည်းပြန်ပြီးတော့တင်ပိုက်နိုင်ခဲ့တယ်အဲ့တော့မြေပြင်မှာတော့ဟိုဘက်ကအေးတာလိုက်ဒီဘက်ကအေးတာလိုက်ဆိုတဲ့ပုံစံမျိုးတွေတော့ရှိနေတော့မယ်ပေါ့နော်အဲ့တော့ရက်တွေကြာလာတယ်စစ်ကောင်စီတော့ပို့ပြီးတော့အသေးအံဖြစ်လာတယ်ဒါပေမဲ့မြေပြင်ကတော်လိုင်းတပ်ဖွဲ့တွေကလည်း ုံးဝလက်မလျှော့ပဲနဲ့ဒါအားတင်းပြီးတော့ကြော်ဖြတ်နေကြရရှိတယ်တိုက်ပွဲဝင်နေကြရရှိတယ်ဗောနော်အဲ့တော့ဒီနေရာတွေကိုစစ်ကောင်စီကခင်းချုပ်ထားနိုင်တယ်ဆိုရင်ဒါမိုးကုတ်ကိုသူကစီးမိတယ်လို့ပုံစံမျိုးတွေဖြစ်နေလိမ့်မယ်ဗောနော်ပြီးတော့ဒါမိုးကုတ်ရဲ့မြေအနေထားကပပက်လေတောင်ကုန်းတောင်တန်းနေနဲ့ဝင်ရထားတာတကယ်တောင်မြင့်အနေနဲ့အဲ့လိုဝင်ရထားတယ်ဒီပါးသောပုံစံဗောနော်ဒေဦးပုံစံပုံစံမျိုးဖြစ်နေတယ်မိုးကုတ်ကဂျိုင်ဝမ်းထဲမှာရှိတယ်မျိုးတစ်မျိုးပုံစံမျိုးဖြစ်နေတာဗောနော်အဲ့တော့ကျွန်တော်စစ်ကောင်စီနေနဲ့ကဒါ ဒီတောင်ကျောတွေအထိကိုပေါ့နော်မြေနေထားရရောက်လာဖို့အတွက်ဆိုရင်ချို့ပိုင်းတွေမှာမလွယ်ကူသေးဘူးလို့လည်းပြောရမှာပေါ့နော်ပြီးတော့ဒီရပိုင်းတွေမှာကိုပဲမိုးကအဆက်မပြတ်ရွာသွန်းထားတာဖြစ်တဲ့အတွက်ပေါ့နော်နှစ်ဖက်တက်တွေအတွက်တော်တော်လေးခက်ခဲတဲ့အနေအထားတော့ရှိနေအောင်ပဲပေါ့နော်အဲဒါပေမဲ့လည်းစစ်ကောင်စီကတေချာပေါက်တော့သူလေချောင်းပစ်ကူတွေတေချာပေါက်သုံးလိမ့်မယ်အဲဆိုတာကတခြားနေရာတွေမှာပေါ့နော်ဒါ TNL နဲ့ MNDA နဲ့သူတို့တွေအပြစ်ရက်သွားပြီးတဲ့အချိန်မှာ ရမ်းမြောက်လိုနေရာမျိုးမှာလေချောင်းသုံးဆွဲဖို့မလိုတော့ဘူးမလိုတော့တဲ့အချိန်မှာတခြားနေရာတွေမှာသုံးမယ်ပေါ့နော်သုံးတဲ့အချိန်မှာသူ့တက်အချိုးစည်းဘွားအများကြီးထိခိုက်ပါလေဆိုတော့မိုးကုတ်ကလည်းလေချောင်းတိုက်ခိုက်မှုပြင်းထန်တဲ့ကိုပို့ပြီးတော့ရောက်လာနိုင်ခြင်းရှိတယ်။ရှေ့ရက်တွေမှာလည်းရှေ့ကာလတွေမှာလည်းတောက်လျှောက်ဆိုလို့ဒီနေရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့လေချောင်းမဲ့ဖိတုံးနေတဲ့စစ်တပ်ကရေရုံမမာနဲ့မြို့ကိုဖျက်ဆီးမှာကိုပဲဒေသခံပြည်သူတွေကစိတ်ပူနေကြတယ်။ဒါပေမဲ့တစ်ချက်ပြန်စင်းစားရမှာကဒီနေရာကိုဒီမြို့ကိုသူကလုံးဝ နောက်ဆုံးအဆင့်ဆိုရင်တော့သူဖြက်စည်းခြင်းဖြက်စည်းလိမ့်မယ်ဒါပေမဲ့လည်းဒီနေရာကအချိုးစည်းပွားတွေအရာအရန်အရေးပါတာဖြစ်တဲ့အတွက်ပါနော်လုံးဝမြုပ်ပြက်ကြီးတွေဖြစ်သွားလောက်အောင်ထီတော့စစ်ကောင်စီကလုံရဲမယ်လို့တော့ဒါယူဆလို့မရဘူးဒါပေမဲ့တခုရှိတာကဒီကောင်နဲ့အယူဒီစိတ်သက်ရှိမြအကုန်လျှောက်လုံးနေတဲ့ကောင်ဆိုတော့ဒီကောင်ကပြောလို့တော့မရဘူးပေါ့နော်အဲ့တော့ဒါကတော့ခံမှန်းခြေတက်တက်တာဖြစ်တယ်အဲ့တော့လေချောင်းမဲ့ဖိတုံးနေတဲ့စစ်ကောင်စီကမြို့ကိုရုံမာနိုင်ခြင်းရှိတယ်ပေါ့ဗျာနောက်တစ်ခုကဒါတချို့လည်းပြောကြတယ်ပေါ့နော်ဒါ TNL ကဆုတ်ခွာမယ်အဲတချို့ကြတော့လည်း TNL ကမဟုတ်ဘူးမြို့ကိုပြန်ပေးမယ် အဲအဲ့တော့ဘလို့ပြန်ပေးမှာလဲမြို့ကိုပြန်ပေးမယ်ဆိုရင်ဘလို့ပြန်ပေးမှာလဲစစ်ကောင်စီလက်ထက်ကိုအံ့မှာလားစစ်ကောင်စီတပ်တွေကို TNL ကခေါ်ပြီးတော့မြို့ထဲဝင်လာမှာလားဒါမျိုးပုံစံမျိုးတွေနဲ့ဒါညင်ညာခုန်ကြတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တီးရတဲ့လောက်ကတော့ဒါ TNL နဲ့စစ်ကောင်စီနဲ့သဘောတူတဲ့ပုံစံကမိုးကုတ်ကိုပြန်ပေးမယ်ဆိုတာထက်ပေါ့နော်မိုးကုတ်ကနေတက်ဆုတ်ခွာမယ်မိုးကုတ်မိုးမိတ်ကနေပြီးတော့ TNL တပ်တွေဆုတ်ခွာမယ်ဆိုတဲ့ပုံစံမျိုးကိုပဲကျွန်တော်ကတော့အဲ့လိုပဲနားလည်မိတယ်ပေါ့နော်ပြောရရင်မိုးကုတ်ကိုလွှဲပေးတယ်ဆိုတာကစစ်ကောင်စီစီကိုမဟုတ်ဘူး ်ပီဒီအက်စီကိုလွှဲပေးတာလို့ယူဆလို့ရတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ပေါ့နော်မိုးကိုကလည်းငါတို့တော့သွားတော့မယ်ဒါစစ်ကောင်စီကတကယ်လို့လိုချင်နေဆိုရင်ပီဒီအက်ဒီစီကတိုက်ယူဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးတော့ယူဆလို့ရတယ်ပီဒီအက်ဒီကိုလွှဲပေးတာလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကိုတော့ငါတို့ကတော့သဘောထူထားတဲ့အတိုင်းတက်ဆုပ်ပေးမယ်အေးမင်းတို့လိုချင်ရင်တော့ပီဒီအက်ဒီစီကတိုက်ယူအဲအဲ့သဘောပဲပေါ့နော်ဒါကြောင့်မလို့အဲရှေ့ကဖြစ်စဉ်လိုမျိုးပေါ့နော် လာရှိုးကို MNDA ကစစ်ကောင်စီစီလွှဲပေးတဲ့ဖြစ်စဉ်လိုမျိုးတော့မိုးကိုကဖြစ်လာနိုင်ခြင်းမရှိဘူး အဓိကတော့မိုးကုတ်ကနေပြီးတော့ TNL တက်တွေကဆုတ်ခွာမယ်ဆိုတဲ့ဟာမျိုးပဲကျွန်တော်တို့ကတော့ဒါဒီလိုမျိုးပဲနားလည်ထားတယ်ပေါ့နော်အဲအကြောင်းမလို့ဒါပြန်ပြီးတော့လွှဲပေးတဲ့အဆင့်ပုံစံမျိုးတော့ကျွန်တော်တို့မသိဘူးပေါ့နော်အဲမသိတာဖြစ်တဲ့အတွက်သိကြတယ်လွှဲပေးရင်လည်းစစ်ကောင်စီစီမဟုတ်ဘူး PDF တက်ဖွဲ့တွေစီကိုလွှဲပေးတယ်လက်ရှိဖြစ်နေတဲ့အနေထားအရအဲ့ပုံစံပဲလက်ရှိဖြစ်နေတဲ့အနေထားအရဒါတော်လိုင်းတက်ဖွဲ့တွေကနေရာဝင်ယူထားတာဖြစ်တဲ့အတွက်တော်လိုင်းတက်ဖွဲ့တွေကို PDF တွေကိုလွှဲပေးလိုက်တဲ့ပုံစံမျိုးလိုပဲဒါယူဆလို့ရတယ်အဲ့တော့အဲ့ဥစ္စာကို PDF ကပုံသဘောကြတကယ်ကျွန်တော်ပြည်သူကလည်းပုံသဘောကြတယ် ဒီလာရှိုးလိုမျိုးမဖြစ်ဘူးဗျာလာရှိုးလိုမျိုး blind ကြီးပေးလိုက်ရတဲ့ပုံစံမဟုတ်ဘူးဗျာလာရှိုးလိုမျိုးတက်တယ်ဗျာဒီတိုင်းဘာမှမဖြစ်ဘဲနဲ့စစ်ကောင်စီတက်တွေကမျိုးရင်းနဲ့အထိဝင်သွားတဲ့ပုံစံမျိုးမဖြစ်ဘူးဗျာတေးကြတယ်ကျွန်တော်တက်ဖွဲ့တွေကအာပါတိယပြင်းအောင်ပါအဲ့ဒါအဲ့လိုမျိုးပုံစံမျိုးကိုပဲတက်ဖွဲ့တွေကလည်းပို့လိုလားတယ်ဒီတိုင်းပလင်းကြီးပေးလိုက်ရတာမျိုးကိုလုံးဝသဘောမကျအောင်ပေါ့နော်ဒါကြောင့်မလို့လေဒါပြည်သူကအစွမ်းကုန်ဒါပန့်ဖို့ကူညီပေးနေတာဖြစ်တယ်အဲ့တော့ဒါတိုက်ခွင့်ရှိသေးတယ်ကာကွယ်ခွင့်ရှိသေးတယ်ဗလိုင်းကြီးပေးလိုက်ရတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတော့မြင်တွေ့နေရတယ်ဒါပေမဲ့ စစ်ကောင်စီဘက်ကဒါစစ်တပ်ထောက်ခံတဲ့သူတွေစစ်တပ် lobby တွေရဲ့ပြောတဲ့စကားတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကဘာကြီးလဲဆိုတော့သူကပုံစံတစ်မျိုးနဲ့ပြောနေတာပေါ့နော်အဲ့ဒါကလက်ရှိအချိန်ထိပေါ့နော် PDF တွေနေရာဝင်ယူထားတာမရှိသေးဘူးတဲ့အဲ့လိုမျိုးပြောနေရတယ်လည်းရှိတယ်ပြီးရင် TNL ကပေါ့နော်ဒါမိုးကုတ်မိုးမိတ်မြို့ကိုတက်မတော်ထံကိုနိုဝင်ဘာ30နောက်ဆုံးတရားဝင်လွှဲပြောင်းပေးရမှာတဲ့ ဒီဒီဒီနေ့ကမနေ့ကလေးရက်နောက်ထပ်ဘလို့ဘယ်ပုံဖြစ်လာမလဲဆိုတဲ့ဟာကိုစောင့်ကြည့်ရမယ့်ပုံစံမျိုးပေါ့နော်အဲအဲ့ဒါမှပဲတဲ့ဒီလိုလွှဲပေးမှပဲဒါ TNL ရဲ့တမိုင်းကလှမှာပါဆိုပြီးပြောသွားတယ်ရှိတယ်ဒါစစ်ကောင်စီဘက်ကဒါတက်လို့ပြီးပြောတာပေါ့နော်တချို့ကောင်တွေကြတော့လဲဆိုတော့ဘာပြောလဲဆိုတော့ မိုးကမိုးမေးကတဲ့ TNLC ကတိုက်ယူရင်တော့ဒီလောက်ခက်ခဲမှာမဟုတ်ဘူးတဲ့အခုတော့အဖွဲပေါင်းစုံနဲ့တိုက်ရတော့မှာတဲ့ TNL က MNDA လိုမျိုးတဲ့တာဝန်ခံပြီးတော်သေးတယ်တဲ့အခုတော့ပို့ဆုံးမှာတဲ့သူပြောချင်တဲ့ပုံစံကဒီ PDF တက်တွေပေါ့နော်အခုလက်တော့မှာသတင်းတွေထွက်လာတဲ့ပုံစံအရပဲ PDF တက်ဖက်တွေကဝင်ပြီးတော့နေရာယူတာဖြစ်တဲ့အတွက် အဲ့တပ်ဖွဲ့တွေကလည်းတပ်ဖွဲ့တစ်ခုတည်းလည်းမဟုတ်ဘူး။မန်လေးပီတီတစ်ခုတည်းလည်းမဟုတ်ဘူး။မိုးကိုပြူရတစ်ခုတည်းလည်းမဟုတ်ဘူး။ထရိုင်ပြူရတစ်ခုတည်းလည်းမဟုတ်ဘူးပေါ့နော်။မြင်းကျန်ဘလက်တိုက်ကတစ်ခုတည်းလည်းမဟုတ်ဘူး။မိုးကိုပါကပါတစ်ခုတည်းလည်းမဟုတ်ဘူး။အကုံအကုံပါတယ်။အကုံပါတယ်။နီးစက်တပ်ဖွဲ့တွေကဒီလိုမျိုးကာဝယ်ဖို့ဆန္ဒရှိပါတယ်ဆိုတော့အဖွဲ့တွေအကုန်လုံးပါတာဖြစ်တဲ့အတွက်သူတို့ပြောတာလည်းမဟာမမဟုတ်ပေါ့နော်။အဲ့တော့ပါလဲဆိုတော့အဖွဲ့ဆောင်အကုံတိုက်ရတော့မှာတဲ့။ DNLC ကတက်ရင်တော့မှအဲ့လောက်ဆိုးချင်မှဆိုးအောင်ပါပေါ့နော်အခုတော့ PDF တွေစီကအကုန်လုံးအဖွဲဆောင်စီကတက်ရမှာဆိုတော့ပို့ဆိုးအောင်ပါလေအဲ့တော့ဒါ နောက်ထပ်တယောက်ပြောတာလည်းရှိသေးတယ်အဲစစ်တပ် lobby က lobby ကောင်ပေါ့နော်အဲ့ကောင်ပြောတာလည်းရှိအပ်ပါလဲဆိုတော့ DNL ကတက်ဆုပ်သွားရင်တော့မာတဲ့ PDF တွေကိုလက်နဲ့တွေမပေးခဲ့ပါနဲ့ကြောက်ကြောက်နေတော့အဲ့ကောင်နေမင်းတို့အဲ့လိုတော့ကြောက်တက်သေးရောနော်မင်းတို့အဲ့လိုလဲတွေးလဲတွေးတက်တယ်ပေါ့နော်ငါတို့တော့မတွေးတက်ဘူးပေါ့နော်မင်းတို့ကောင်နေတွေးတက်တယ်ပေါ့နော်သူတို့လဲဒီလိုမျိုးပုံစံမျိုးတွေတော့ရိတ်စားမိမှာပဲလေနော်အဲအဲ့ဒါကကြတော့ဒါမပြောလို့ဘူးပေါ့နော်မပြောလို့ဘူးဒါတေးကြတယ်ဒါဒီကောင်နေတော့ဆွေးရင်မှုတွေလဲရှိနေတာတော့တေးကြတယ် အဲပြီးတော့ကြတော့ကိုယ်ဟာနဲ့ကိုပြန်ပြီးတော့အားတင်းနေရတဲ့ပုံစံမျိုးတွေလည်းမြင်တွေ့ရတယ်။ဒါပါလဲဆိုတော့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေရဲ့စီးလုံးနေမှုကြီးကိုဒီကောင်းနေမျက်မြင်မြင်တွေ့နေရလို့တသက်မြတ်သတင်းတွေတိုင်းမှာဒီလိုမျိုးပုံစံမျိုးတွေတွေ့နေရလို့ဒါကြောင့်မို့လို့ဒီကောင်းနေလည်းအဲခုနကလိုတွေးတွေးပြီးတော့ပူနေတာတွေဖြစ်နေတာဗျ။တကယ်သူတို့ဘာကိုတွေးပြီးတော့ကြောက်လဲဆိုတော့ဒီရက်ထဲမှာဖြစ်နေရတာရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီမိုးကုတ်ကိုကာကွယ်ဖို့တပ်ဖွဲ့အသီးသီးကလုံနိုင်ခဲ့တာတွေဆက်ပြီးတော့လှုပ်လာတယ်။ နေရာတွေဝင်ယူတာတွေရှိလာတယ်။မန်တိုင်းမန်ခရိုင်ထရိုင်ဘူးအားအညာဘူးအားမြင်းညံဘလက်တိုက်ကမိုးကိုပါကာပါပါလာပါအကုန်လုံးအကုန်လုံးတခြားတော်လိုင်းအင်အားစုတွေအကုန်လုံးကအစပေါ့နော်။အဲဒီလိုနေရာမျိုးတွေမှာနေရာဝင်ယူရပြီးရင်ဒါပြည်သူတွေကိုဒါဂရိကဝတ်တွေပေးတယ်ပေါ့နော်။အဆုံးအထိပြင်းသွားမယ်ဆိုတဲ့ပုံစံမျိုးတွေပြောတယ်။ဒီမိုးကိုကိုရအောင်ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတွေပြောတယ်။အဲတော့ဒါပြီးရင်ဒါတသက်သက်ခွယူလာတွေလုပ်တယ်အဲတပ်ဖွဲ့ဝင်အကုန်လုံးကပေါ့နော်တပ်ဖွဲ့တိုင်းကတသက်သက်ခွေယူတဲ့ပုံစံမျိုးတွေထုတ်ပြန်လာတယ်ရှိလာတယ်ပြီးတော့ကျတော့တပ်ဖွဲ့ဟောင်းနေ တပ်ဖွဲ့နဲ့အကြောင်းမျိုးမျိုးကြောင့်မလို့ဂိမ်းကွာနေတဲ့တပ်ဖွဲ့ဟောင်းတွေကိုပြန်လဲပြီးတော့ခွဲယူတာရှိတယ်။ဒီဒီတိုက်ပွဲတွေတိုက်ခဲ့တဲ့အချိန်တုန်းကလည်းပါခဲ့တဲ့အဖွဲ့တွေရှိတယ်။အကြောင်းမျိုးကြောင့်နားသွားတာဝေးကွာနေတာခီးလွန်နေတာဒါမျိုးပုံစံမျိုးတွေရှိတယ်။အဲ့ဒါတွေအကုန်လုံးပြန်ပြီးတော့ခေါ်တာ။အဲညလုံးထဲမှာလည်းဘာသွားမြင်လဲဆိုတော့ဒီရုရှားနဲ့ယူကရိန်းဖြစ်တဲ့အချိန်မှာပေါ့နော်။ယူကရိန်းကိုပေါ့နော်ကူပိုးကူပိုးအတွက်ပေါ့။တခြားတခြားနိုင်ငံတွေက နိုင်ငံသားတွေရောရောက်လာတာမျိုးတွေပြီးတော့ယူကရိန်းကနေပြီးတော့တခြားနိုင်ငံရောက်နေတဲ့ယူကရိန်းနိုင်ငံသားတွေကပြန်ပြီးတော့အရှိုးအရှိုးပြန်ရောက်လာတာမျိုးတွေပေါ့နော်လုံးဝပြစိတ်အားတက်ကြွစရာကြီးအဲ့လိုပုံစံမျိုးပေါ့နော်ငါငါတို့ကတာဝန်ရှိတယ်ငါတို့အကုန်လုံးပြန်လာကြတပ်ဖွဲ့တွေကလည်းဖိတ်ခေါ်တယ်ညီကိုတို့ပြန်လာကြမိုးကိုကဒီလိုအခြေအနေဖြစ်နေတယ်ငါတို့ကာကွယ်မှရမယ်ပေါ့နော်မင်းတို့တွေတိုက်ခဲ့တော့မင်းတို့တွေရဲ့ဆွတ်လွတ်အနေနာခံမှုတွေအထွေကြုံတွေရဲစွမ်းတက်တွေဒါတွေအားလုံးကိုငါတို့လုံးဝဂုဏ်ယူတယ်တကယ်ကို ဒါဂုံပြုတ်တယ်ဗောနော်အခုလက်ရှိအချိန်နေမှာလည်းဒီလိုပုံစံမျိုးငါတို့ဖြစ်နေတာဖြစ်တဲ့အတွက်မင်းတို့အကုန်လုံးကိုပါဝင်ဖို့အတွက်ဒါဖိတ်ခေါ်တယ်နွေနွေထွေထွေကြိုးစိုးတယ်ဆိုတဲ့ပုံစံမျိုးကြီးဒါထုတ်ပြန်တာတွေလည်းရှိလာတယ်ဟာအယံတသိန်းတွေပါထားတယ်ဆိုတာအဲ့ဒါကိုပြောပါဗောနော်အယံအယံမိုက်တယ်ဗျာဟိုအကုန်လုံးရဲ့စိတ်ထဲမှာဒီမျိုးကငါတို့မရရအောင်ရအောင်ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့မန်လေး PDF ပြီးရင်မိုးကိုဗျူဟာမိုးကိုပါကပါတို့ကအတီးတီးခုလိုမျိုးထုတ်ပြန်ခဲ့သလိုဒါမြင်းညံ Black Tiger လိုမျိုးပေါ့နော်ဒါ Local PDF တပ်ဖွဲ့တွေကလည်း လက်တွဲညီညီနဲ့ကာကွယ်တိုက်ခိုက်သွားမယ့်အကြောင်းဒါထုတ်ပြန်မှုတွေရှိလာတယ်။ဒီဖိတ်ခေါ်မှုတွေအပြီးမှာပေါ့နော်။အညာတော်လိုင်းတပ်ဖွဲ့အချို့မိုးကုတ်မြို့ကိုရောက်ရှိနေပြီဆိုပြီးတော့လေသတင်းတွေကြည့်ရတယ်ပေါ့နော်။အာအားရကြကောင်းတယ်။အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့တကယ်မျှော်လင့်ခဲ့တာပေါ့နော်။လုံးဝစီစီလုံးလုံးညီညီညွတ်ညွတ်ကြီးတနည်းအားမလိုအပ်နေပြီဟဲ့ဆိုတဲ့အခါကျရင်အရေးကြီးနေပြီဟဲ့ရေးပေါ်ဖြစ်နေပြီဟဲ့ဆိုတဲ့အခါကျရင် ချက်ချင်းရောက်လာပြီးတဲ့အဖွဲတွေကိုကျွန်တော်တို့ကတကယ်ကိုချီးကျူးလေးစားရမှာဖြစ်တယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့အရန်မျှော်လင့်ခဲ့ငါတို့နေနေရာမှာမဖြစ်လို့ငါတို့နဲ့မဆိုင်ဘူးလို့ကျွန်တော်တို့တွေးလို့မရဒါကတနိုင်ငံလုံးနဲ့ဆိုင်နေတဲ့တိုက်ပွဲကြီးဖြစ်တယ်အဲဒါကြောင့်အဲ့တိုက်ပွဲထဲမှာပါဝင်နိုင်ဖို့အတွက်ကိုအကုန်လုံးကမျောလင့်တကြီးနဲ့ရောက်လာကြတယ်ဇန်နာတွေပြင်းပြစွာနဲ့ရောက်လာကြတယ်ဒါတွေကတကယ်ချစ်ဖို့ကောင်းတဲ့လေးစားစရာကောင်းတဲ့အပြုမှုတွေဖြစ်တယ်ပေါ့နော်အဲဒီနေရာမှာတိတ်အားရစရာကောင်းတာရှိသေးတယ်အဲ့တော့ဗာလဲဆိုတော့ပြည်သူလူထုရဲ့ပါဝင်မှု ဒေသခံပြည်သူလူထုတွေကဒါဒီမိုးကုံမြို့ကိုကာကွယ်ဖို့အတွက်ပေါ့နော်တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးသူတို့တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပံ့ပိုးတာတွေဝင်ရတာတွေတောက်လျှောက်လုပ်လာတယ်ဆိုတဲ့ဟာလည်းသိရတယ်အဲကျွန်တော်တို့ဒါတပ်ဖွဲ့တွေနဲ့မင်းမြန်တဲ့ခါပေါ့နော်လောလောဆယ်တပ်ဖွဲ့တွေရောက်လာတယ်ပေါ့နော်စောင်းနေအလှူခံတာတွေရှိတယ်အဲရက်ွက်တိုင်းကိုလည်းဒါပြောတာတွေရှိတယ်ကူညီတောင်းတာတွေရှိတယ်တချို့တပ်တွေကအပူပိုင်းကလာတာအဲခုနကဒါညာလို့အဖွဲ့တွေပေါ့ဗျာ တချို့တပ်ဖွဲ့တွေကအပူပန်းလာတာဆိုတော့တဲ့ဒါမိုးကုတ်ရာသီဥတုနဲ့ကြအေးတာပေါ့နော်ရာသီဥတုအပြောင်းလဲပုံစံမျိုးဖြစ်သွားတော့အေးတယ်တဲ့အဲမိုးကလည်းဒီရက်ထဲမှာဇက်တိုက်တွေရွာထားတာဖြစ်တဲ့အတွက်စောင်းနေလိုအပ်လို့စောင်းနေရှာပေးကြတယ်ပေါ့နော်ရောက်လာတဲ့တပ်ဖွဲ့တွေကိုနွေနွေထွေးထွေးနေနေစေနိုင်ဖို့အတွက်ကိုပေါ့နော်တပ်ဖွဲ့တွေကလည်းအဲ့လိုတော့မျောလင်းမှာမဟုတ်ဘူးပြတေးကြတယ်ငါတို့အကုန်လုံးကဒီနေရာမှာကာဝယ်ဖို့အတွက်တိုက်ပွဲဝင်ဖို့အတွက်လာတာစိန်ခံမှုအတွက်မဟုတ်ဘူးဆိုတဲ့ဟာတော့သိကြတယ်။ဒါပေမဲ့လည်းလူတို့ကအခုလိုမျိုးတပ်ဖွဲ့တွေအတွက်တွေးပြီးတော့စိတ်ပူပေးတဲ့ဟာလေးကလည်းတကယ်ချစ်စရာဒါအနှစ်သာရလေးဖြစ်တယ်ပေါ့နော်။အဲ့တော့ ပြည်သူတွေကလည်းတဲ့ရက်ွက်တိုင်းကြည်ဖို့အလှထဲတယ်ဟာချစ်ဖို့ကောင်းတယ်တနေ့လုံးမှတနေ့စားရတဲ့ပြည်သူတွေကတော့မှာပေါ့နော်၃၃၅၀အဲ့လိုထဲ့ပေးကြတာလည်းရှိတယ်ဗျချစ်ဖို့ကောင်းတယ်ရှိတဲ့အားနဲ့အဖွဲတွေကိုမြို့ကန်တွေကဝိုင်းဝန်းပြီးတော့ဝန်ရံပေးကြတယ်တိတ်ချစ်စရာကောင်းတဲ့ဒါပြုမှုတွေပေါ့နော်အဓိကတော့ငါတို့အားလုံးမှတာဝန်ရှိတယ်ငါတို့မှငါတို့ပဲရှိတယ်ဆိုတော့တကယ်ခံစားချက်ကြီးကိုရစေတယ်ဗျာအကုန်လုံးရဲ့စိတ်ထဲမှာကဒါငါတို့တွေလည်းပါဝင်မှရမယ်ငါတို့ဘာတက်နိုင်လဲငါတို့တိုက်တိုက်ဖို့အတွက်တက်နိုင်သလားအဲတိုက်ဖို့အတွက်တက်နိုင်တဲ့ဖွဲ့တွေကတိုက် ေးဟိုမဟုတ်အဲ့လိုမျိုးတိုက်မဲ့အဖွဲ့တွေအတွက်ကိုတိုက်လို့ရအောင်ငါတို့ဘာတွေပံ့ပိုးပေးမလဲဆိုတော့ပြည်သူကလည်းနောက်ကနေရှိတယ်ဆိုတော့တကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့တိုက်ပွဲရဲ့အရေးငွေတွေရှုပ်ထွေးမှုအခြေအနေတွေကြောင့်မလို့တချို့ပြည်သူတွေကမိုးကုတ်ကနေပြီးတော့စစ်ဆောင်နေတာမျိုးတွေလည်းသိရတယ်တချို့ဘာထက်သိရလဲဆိုတော့ဒါပြည်သူတချို့ကပေါ့နော်အဲမြို့ထဲမှာဒါပြည်သူတွေရှိနေတယ်ဆိုရင်အဖွဲ့တွေတိုက်ရခတ်မှာဆိုလို့ဒါရှောင်ကျင်ကြတယ်ဆိုပြီးတော့သိရသူရဲ့ဆန္ဒပေါ့နော်သူတို့ဘာမှလုံးဝမပေးနိုင်ဘူးဆိုရင်အဲသူတို့သူတို့ရှိနေရင် အဲတက်ဖွဲ့တွေဝင်တော့ဝင်ဖို့ဖြစ်နေမှာဆိုလို့ရှောင်ကျင်ကြရတယ်ဆိုတဲ့ဟာမျိုးလည်းသိရတော့ဒါလည်းတက်ဖက်တလန်းကဒေါ်လိုင်းတက်ဖွဲ့တွေအတွက်စဉ်းစားပြတာပဲသူကသူကြောက်တယ်ပဲပြောပြောဆိုရင်လည်းပဲပြောဟာပြည်သူကတော့ကြောက်မှာပဲလက်နဲ့လည်းကင်ရတာမဟုတ်ဘူးစစ်သားလည်းမဟုတ်ဘူးအတွေ့အကြုံလည်းမရှိဘူးဟာဘုံနေနဲ့တချင်းချင်းလာကျဲမဲ့ကိစ္စမျိုးပဲအဲ့လိုမျိုးဟာမျိုးဆိုရင်မကြောက်ပဲနေမှာအကုန်လုံးကတော့တွေးပူတာပါသူကသူကျဲတာမကျဲတာတော့အသာထားပါတော့ဒါပေမဲ့စစ်အရေးငွေတွေမြင်နေရပြီဆိုတဲ့အချိန်မှာတော့ဒီလိုမျိုးတွေးကြတာပဲဒါပေမဲ့လည်းအဲ့ကြားထဲမှာတက်ဖွဲ့တွေအတွက်ကိုစဉ်းစားပြီးသွားတာလေးကလည်းချစ်စရာကောင်းတယ်ပေါ့နော်အဲဒါပေမဲ့တချို့ကြတော့ဘလောက်ထိဒုက္ခရောက်လဲဆိုတော့ အဲ့လိုမျိုးရှစ်ဆောင်မှုအတွက်တော့မှခက်ခဲနေကြရရှိတယ်လေဗျာအဲ့ဒါပါလဲဆိုတော့ဒါလန်ကီးမှာတွားလာတဲ့လန်ကီးဈေးရိတ်တွေကကားကားတွေပေါ့နော်အဲ့ဒါတွေကအစမတန်ဈေးကြီးလာတယ်ပေါ့နော်အဓိကတော့လူတစ်ယောက်ကို9သိန်းနဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ဆိုတော့ဘလို့မှရှောင်းတင်းလို့မရတဲ့အဖွဲလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တချို့ကြတော့လည်းဆိုင်ကယ်တွေနဲ့တောင်ရှောင်းရတယ်တဲ့ဒီလိုမျိုးရာသီဥတုဆိုးဝါးနေတဲ့အခြေအနေမျိုးမှာပေါ့ဗျာအဲ့တော့လှုပ်လှုပ်ရှားရှားတွေတော့ဖြစ်နေတဲ့အနေထားပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒီပွဲကတကယ့်ကိုသမိုင်းဝင်တဲ့ပွဲဖြစ်မှာ ဒီလိုမျိုးစီးလုံးနာကြီးကတကယ်ကြက်သိမ်းထားစရာကြီးပြည်သူတွေကသူတို့နိုင်တဲ့ဘက်ကနေပါဝင်ပေးနေတာပေါ့နော် တပ်ဖွဲ့တွေနဲ့အနီးဆုံးမှာရှိနေတာကြီးကိုဒါတွေးပြီးတော့ကျွန်တော်သဘောကျပြီးရင်အဲ့လိုမျိုးကျောက်ဥတာဂရင်းနီထဲမှာလည်းအဲ့လိုဖြစ်စဉ်တွေကျွန်တော်တွေ့ခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်ပေါ့နော်ဒေသခံတွေကပေါ့နော်ပြည်သူတွေကအဲသူတို့ရဲ့ရဲဘော်တွေရှေ့မှာတိုက်ပွဲဝင်နေရတဲ့ခါမှာပေါ့နော်ဒီရဲဘော်တွေစားဖို့တောက်ဖို့အတွက်ကိုတိုက်ပွဲနဲ့အနီးဆုံးနေရာအထိပါလိုက်ပြီးတော့ပံ့ပိုးပေးတာမျိုးတွေကျွန်တော်တို့မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ်တကယ်ကိုကြက်သိမ်းထားစရာကြီး ဟိုပြောရမယ်ဆိုရင်ဒီရဲဘော်တွေစားဖို့တောက်ဖို့တိုက်နေရတဲ့ချိန်မှာမလုံနိုင်ဘူးမချက်ပြုတ်နိုင်ဘူးဒါပေမဲ့အနည်းဆုံးနေရာထိသွားပြီးတော့ချက်ပြုတ်ကျွေးမိတဲ့အာမျိုးတွေကဆိုကျွန်တော်ရှိချင်းပြည်နယ်ဘက်မှာလည်းအဲ့လိုမျိုးတွေတွေ့ခဲ့ရတယ်ပြီးတော့ကျွန်တော်ကရင်ဘက်မှာလည်းဒါမျိုးပုံစံမျိုးတွေတွေ့ခဲ့ရအဲ့ကျွန်တော်တို့နေရာအနှံ့ပြားမှာအဲ့လိုမျိုးဒါပြည်သူတွေကတာဝန်သိသိနဲ့ပါဝင်ပေးနေတဲ့ဟာကြီးကတကယ်ကိုကြောချမ်းစရာကောင်းတယ်ပေါ့နော်အဲ့တော့ ဒါကြီးကတကယ့်ကိုအောင်မြင်သွားတဲ့ခါကျရင်တကယ့်တမန်ဝင်တိုက်ပွဲကြီးဖြစ်လာမှာပေါ့နော်အဲ့တော့ဒါမိုးကုတ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက်လည်းတကယ့်ကိုအရေးပါတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာလိမ့်မယ်ငါတို့မှငါတို့ပဲရှိတယ်ဆိုတာအဲ့ဒါတကယ်ပြောတာအခုလက်ရှိအချိန်ကြီးကမြင်တွေ့နေရတဲ့ပုံစံကြီးကအဲ့ပုံစံမျိုးကိုရတယ်ပေါ့နော်ရအောင်တိုက်ခဲ့ကြတယ်မပေးရအောင်ကာကွယ်မယ်အဲ့လိုကာကွယ်ဖို့တော့အကုန်လုံးမှတာဝန်ရှိတယ်အဲ့တော့ဒေသခံပြည်သူတွေကလည်းတက်နိုင်တာလှုပ်ပေးနေကြတယ်ပြီးအဝေးကနေတဲ့ပြည်သူတွေအဝေးရောက်နေတဲ့ပြည်သူတွေပေါ့နော်အဲ့နေရာမှာတော့မရှိဘူးပြည်တွင်းမှာပဲရှိတယ်အဲ့လိုမျိုးလဲဒါ ဲ့လိုရှိတဲ့ပြည်သူကလည်းအားပေးကြတယ်ပြီးရင်ပြည်ပမှာရှိတယ်ပြည်ပမှာရှိတဲ့ပြည်သူတွေကလည်းစိုးရင်ပူပန်ပေးကြတယ်အားပေးကြတယ်တက်နိုင်တာကူညီပေးကြတယ်ဆက်ပြီးတော့လည်းကူညီပေးကြဖို့လိုတယ်ပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ဒီလိုမျိုးပိတ်ဆို့တားဆီးခံထားရတဲ့အနေအထားမှာငွေကြေးလည်းလိုအပ်တယ်ပေါ့နော်အဓိကတော့လက်နက်ခဲယမ်းအတွက်ပြည်စုံဖို့အတွက်ငွေကြေးကအရန်အရေးကြီးတယ်အဲ့တော့အခြားနေရာမှာရောက်နေပါလေဆိုတော့ဒါပြည်သူတွေကလည်းဒီနေရာအတွက်ကိုဝိုင်းပြီးတော့ကူပေးကြစီခြင်းနဲ့ဒီနေရာအတွက်ရမှာမဟုတ်ပါဘူးပေါ့နော်ကူပေးနေကြတဲ့အတွက်လည်းတကယ်နားလေပါတယ်ဒါပေမဲ့လည်း လက်တော်အခြေအနေရဒီလိုပုံစံတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပြန်မျှဝေပေးတာပေါ့နော်အဓိကတော့အဲစိတ်ပူပြီးတော့ပြောနေကြရရှိတယ်ငါတို့ခံစိတ်ကြီးပဲလုံးလုံးမရဘူးပြည်သူကသူတွေးနိုင်တယ်လို့တွေးပြီးတော့ပြောပြနေကြရရှိတယ်တပ်ဖွဲ့တွေမစင်းစားမိမှဆိုးလို့လဲပါကောင်းပါမယ်ပေါ့နော်အဲ့လိုမျိုးကြီးပဲဒါအင်အားနေအများကြီးနဲ့မြို့ကိုကာကွယ်နေလို့တော့မဖြစ်ဘူးဒီကောင်းနေဝင်လာတဲ့အထိစောင့်နေလို့တော့မရဘူးထွက်ပြီးတော့တိုက်ရမယ်ဂျိုပြီးတော့ဆော်ရမယ်လာနိုင်တဲ့လမ်းတွေကိုဘာဖြစ်အာအဲ့လိုမျိုးပုံစံမျိုးစုံနဲ့ဝိုင်းပြီးတော့ပေါ့နော်သတိတွေပေးကြတယ် စဉ်းစားမိတာတွေပြောကြတယ်ဆိုတော့အာတကယ်ချစ်စရာကောင်းတယ်ဗျာဟိုပြောမယ်ဆိုရင်ဗျာအကုန်လုံးကဒီတိုက်ပွဲတစ်ခုအောင်မြင်ဖို့အတွက်အောင်မြင်မြင်နဲ့ကာကွယ်နိုင်ဖို့အတွက်ဆွေးကောင်းစီကိုချေမိုးနိုင်ဖို့အတွက်ကိုအကုန်လုံးကအကြံဉာဏ်တွေဝိုင်းပေးနေကြဝိုင်းပြီးတော့ကောင်းချင်းဆိုင်စဉ်းစားနေကြတဲ့ပုံစံမျိုးတွေ့ရစီမံချက်ကြီးတစ်ခုကိုအကုန်လုံးဝိုင်းပြီးတော့ရေးဆွဲနေတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဗောနော်အဲ့ဒါကြီးကတကယ်ချက်သိမ်းထားစရာကောင်းတယ်တကယ်မိုက်တယ်ပြီးတော့ ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒါ TNL နဲ့ပတ်သက်လို့လည်းအချို့အမြင်တွေလည်းရှိကောင်းရှိမယ်ပေါ့နော်အချို့ကြောင့်လည်းဖြစ်တင်ကြတယ်အချို့ကြောင့်လည်းနားလည်ပေးကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရမယ်ဆိုရင်ဒါအတိတ်သတိလေးနဲ့ရှင်ပြီးစေဖို့ပေါ့နော်ဘာလို့လဲဆိုတော့ဟို Blue Wave ဒီ1027ဆိုတာကဒီစစ်စင်ရေးကြီးကမဟာမိတ်ညီတော်၃ဘွဲ့ကစလိုက်တဲ့အချိန်မှာကျွန်တော်တို့အားလုံးလုံးဝအော့အော်တောင်းနေအားပေးခဲ့ရတာဒါကြီးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့တွေးမိတဲ့အခါကျတော့ကြေသိမ့်ချစီတာပဲစစ်ကောင်စီကအဲ့လိုမျိုးစစ်စင်ရေးမျိုးတစ်ခါမှသူမကြုံခဲ့ရဘူး အဲ့လိုအနေထားမျိုးနဲ့ဒါဆေးအနေထားရဒါပထဝီအနေထားရပေါ့နော်အရန်ထိရောက်ခဲ့တဲ့စစ်စင်ရေးတရက်ကိုသူတို့တွေဖော်ဆောင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့ဖီးယားတရုတ်ရဲ့ဖီးယားပြီးတော့တရုတ်ဖီးယားဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးပြောကြတာတွေလည်းရှိကြတယ်ဗျအဲတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းတရုတ်ကဟိုပေါ့တီးတီးမဟုတ်ဘူးဆိုတဲ့ဟာကိုပြောချင်တယ်တရုတ်ကစစ်ကောင်စီပေါ့နော်မင်းအောင်လှိုင်ဘက်ကိုရက်လိုက်တဲ့ခါကျတော့တော်တော်လေးချင်းနေဆိုတဲ့အနေထားကိုရင်ဆိုင်ရတာပေါ့အဲ့တော့တရုတ်နဲ့ထိဆက်နေပါတယ်ဆိုတော့ဒါတော်လိုင်းတပ်ဖွဲ့တွေကတော်တော်လေး ထိခိုက်ကြတယ်တော်တော်လေးဒုက္ခများကြတယ်ဖီအားရင်ဆိုင်ရတယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့ဖီအားသေးပါတယ်လို့ထင်နေတဲ့သူတွေကတရုတ်ကလက်ရှိဆိုရင်အမေရိကန်နဲ့တောင်ပြိုင်ဘက်ပုံစံဖြစ်နေတာပေါ့နော်အဲ့တော့သူ့ရဲ့အင်အားသူ့ရဲ့ပါဝါကိုလည်းဒါထည့်ပြီးတော့စဉ်းစားရသေးတယ်ပေါ့နော်အဲ့တော့နိုင်ငံကြီးအနေထားနဲ့ကြည့်မယ်ဆိုရင်ဒီလက်နက်ကင်ထားတဲ့ online တပ်ဖွဲ့တွေကဘာမှမဟုတ်တော့လို့နော်အဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကဖြည့်ပြီးတော့တွေးရမယ်ဆိုရင်တော့အဲ့လိုပုံစံမျိုးလေးတော့ရှိတာပေါ့လေနော်ဒီ1027စစ်စေးမှာအလှည့်ပြောင်းနေအများကြီးဖြစ်သွားတယ်ဖြုတ်တော်လိုင်းတပ်ဖွဲ့တွေစစ်ပညာတွေအများကြီးရသွားတယ် လက်နက်ခဲယံထောက်ပံ့မှုတွေအများကြီးရသွားတယ်ဒါကျွန်တော်တို့ညင်းလို့မရတဲ့အချက်တွေပေါ့နော်အတွေ့အကြုံတွေအများကြီးရသွားတယ်ချိုးချောက်လည်းပြောကြတယ်ဒီနေမြေတွေမှာတိုက်ပွဲဝင်ခဲ့ကြတဲ့ဒါဒလိုင်းတပ်ဖွဲ့ဝင်တွေရဲ့အသက်တွေသွေးတွေချွေးတွေရင်းပြီးရခဲ့တာပေါ့နော်အဲဆိုကျွန်တော်အဲ့မှာဒါဒီဘုဇုတ်တာဖုံးကျော်တင်ထားတဲ့ဟာလေးလည်းရှိမှာပေါ့နော်အဲအဲ့ဒါလေးလည်းတွေ့ကြလိမ့်မယ်ထင်တယ် အဲအဲ့ထဲမှာစာပိုက်လေးတစ်ခုဆိုရင်ဒါဒီဇားပွဲမှာပေါ့နော်နားချိန်တန်လို့နားတာဖီအားများလို့နားတာအားပြန်စုဖို့နားတာပေါ့နော်အဲ့တော့စမတ်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာအားလုံးဟာတဲ့အမြင့်ကိုပြန်တက်ငါတို့လူကျင်တာကိုဒါလက်ရစုခုဖို့အတွက်ပဲလေဆိုပြီးတော့သူဒီကုန်းချိုးထားတဲ့ဟာလေးရှိတယ်ပေါ့နော်သူဒီကောင်းစင်လေးနဲ့အဓိကကောင်းစင်ကတော့ဒါအပြစ်ရက်စဲခြင်းဆိုတဲ့ပုံစံမျိုးပေါ့နော်အဲအပြစ်ရက်စဲတာဆိုတဲ့ပုံစံမျိုးနဲ့တင်ထားတာပေါ့နော်အဲ့တော့ကျတော့ဒီဗိုလ်ချုပ်တာဖုံးကျော်ဆိုတာကလည်းမေစုပေါ့နော်ဒါလူလူကောင်းဆောင်မေစုရဲ့မွေးနေ့ပွဲမှာတောင်မှပဲ သူများလို့စာနေတော့မဟုတ်ဖဲနဲ့ပေါ့နော်အကုန်လုံးအဲ့ချိန်မှာ challenge လုပ်ကြတဲ့ပုံစံတိုင်းပဲဗီဒီယိုလေးနဲ့ပေါ့နော်ဒါမိစုကိုမွေးနေ့ဆုတောင်းဆုတောင်းပေးခဲ့တဲ့အပုဂ္ဂိုလ်တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုလဲသူပြောတဲ့ဇကားတွေကအတိုင်းပဲပေါ့နော်ဒါအားလုံးကျွန်တော်တို့လည်းမျှော်လင့်တာပေါ့နော်အခုလိုမျိုးနားလိုက်တာဟာအားပြန်စုဖို့ပဲဖြစ်ပါစေဆိုပြီးတော့ဒါကျွန်တော်တို့ကတော့မျှော်လင့်နေပေါ့နော်စုလဲစုတောင်းပါလေအဲဘယ်လိုပဲဖြစ်ဖြစ်မိုးကုတ်တိုက်ပွဲကပို့ပြီးတော့ပြင်ထန်လာလိမ့်မယ်ဒီမိုးကုတ်ကတကယ်သာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအောင်မြင်သွားခဲ့ပြီဆိုတဲ့ခါကျရင်ကျွန်တော်တို့ကဘသူမှမေ့ထားလို့မရတဲ့အောင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်အဲပြီးရင်ဒါစစ်ကောင်စီအခုလိုမျိုးလုံးလိုက်တဲ့ဟာအခုလက်ရှိအခြေအနေတွေဖြစ်စေတဲ့ဟာကကျွန်တော်တို့အားလုံးကိုအကုန်လုံးတညီတညွတ်တည်းဖြစ်သွားအောင်စူးစီးပေးလိုက်တဲ့ပွဲလို့လည်းကျွန်တော်တို့ကပြောလို့ရတယ်အခုကြည့်ဒါမိုးကုတ်မှာမန်းပီဒီရက်တွေမဟုတ်ဘူးအညာကတပ်ဖွဲ့တွေကအစသွားပြီးတော့ကာဝယ်ပေးကြမှာရှိတယ်ပြီးတော့မိုးကုတ်မှာရှိတဲ့ဒေသခံတွေကကြည်ပဲဝိုင်းဝန်းဝန်းရံပေးတာမဟုတ်ဘဲနဲ့ပြည်တွင်းပြည်ပအခြားနေရာဒေသအသီးသီးမှာရောက်နေတဲ့ပြည်သူတွေကအစား ဝိုင်းဝန်းအားပေးတာမျိုးတွေကူညီတာမျိုးတွေပံ့ပိုးတာမျိုးတွေရှိလာတယ်။အဲပြီးတော့ကျတော့အကုန်လုံးရဲ့စိတ်ထဲမှာပေါ့နော်ငါတို့မှငါတို့ပဲရှိတယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်စေတယ်။အဲ့တော့တကယ်ကိုဘသူကမှခြံထားလို့မရတဲ့အောင်ပွဲတစ်ခုဖန်တီးနိုင်ဖို့ကျွန်တော်တို့ကတော့မျှော်လင့်နေတယ်။တကယ်လည်းဖြစ်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ပြီးတော့အင်အားအရာမောင်းဘာအောင်ညာအောင်အကုန်လုံးပြောစရာမလိုတဲ့အနေအထားတစ်ခု ဖန်တီးနိုင်မယ်ဆိုရင်ဒီမိုးကုတ်မြို့ကိုလည်းစစ်ကောင်စီလက်ထက်မပါသွားအောင်ကျွန်တော်တို့ဆက်ပြီးတော့ကြိုးပမ်းနိုင်လိမ့်မယ်။အဓိကတော့စစ်ကောင်စီကသူ့ရဲ့စီးရေးရှင်မန်းချက်မပြေဝဘူးနိုင်ငံရေးရှင်မန်းချက်လက်တလို့ထိသူမပြေဝသေးဘူး။အဲကြားထဲကမှသူတွန်းပြီးတော့လှုပ်လာနိုင်ခြင်းရှိတယ်။အဲ့တော့ဒီအခြေအနေတွေကိုကျွန်တော်တို့အကောင်းဆုံးကြော်ဖြတ်နိုင်ဖို့အတွက်ကိုတက်နေတဲ့ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။